ကျွန်တော်ဆိုရင် sorry လိုက်ပါဖို့တော့ကျွန်တော်နောက်ဆုံးထွက်နေလို့ဘလို့မပြေးဘူးဘလို့မအဆင်မပြေနိုင်ဘူးမပြေနိုင်တဲ့နေရာကကျွန်တော်ရဲ့သက်ဆိုင်ခြင်းကြီးကျွန်တော်တန်ရာရှင်တန်ရာရှင်နေပြီးတော့မှဖွင့်လာတယ်ဆိုရင်ကျွန်တော်အသင်းနဲ့နေတာနံပါတ်1ကျွန်တော်တရားရတယ်လုံးမပေးဆက်နိုင်ဘူးဆိုရင်နောက်ထပ်ကစားနေတဲ့ဘုဒ္ဓမဘယ်လိုက်နောက်ကိုယောက်ကကျွန်တော်အစားပို့ပြီးတော့နှစ်ဆပြန်မယ်လေဒီအိမ်ခွင်းမှာကျွန်တော်ပိတ်သက်ရှင်မှာအကောင်းဆုံးကစားဖို့ဒါကလေးတွေလည်းစိတ်ထဲမှာရှိပြီးတော့ကျွန်တော်အကောင်းဆုံးကစားပါတော့ တို့ဘလို့ပဲကျွန်တော်တို့အားတာမှုအဲဘလို့ပဲကျွန်တော်တို့လည်းအစစ်ဘလောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အကောင်းဆုံးအိမ်ခွင်းမှာကျွန်တော်တို့တခုလောက်ပြရစီစဉ်ပါမယ်။ဒီအသေးနဲ့ပြန်ပြီးတော့ပူပေါင်းနိုင်တယ်နည်းနည်းကောင်းတော့ပြန်လေပေါင်းတော့ဒီအတွက်ဝန်တာတယ်နော်။ပြီးတော့ဒီစီးရဲ့ပထမကြော့အာကျွန်တော်တို့ပုံပြဆုံးနေခဲ့တယ်။အဲဒီပုံမှာလည်းကျွန်တော်တို့ကဒီဘလို့တဲ့အားနေကြအားသာကြတယ်ခါကလေးလေးလည်းကျွန်တော်တို့ကဒီအိမ်ခွင်းမှာစီးရဲကိုပြန်ပြီးနိုင်ကြလာနိုင်လို့ဆိုလို့ရှိရင် ်တော်တို့ရမှတ်ပြီနော်နောက်တောင်းဆုံးပြန်တဲ့ဘုရားတော်အဆုံးဖြတ်ရဖြစ်လာတယ်ဘုရားကျွန်တော်တို့မကန်ရင်မပေးစားချင်ဘူးကျွန်တော်တို့အဆုံးရရကျွန်တော်တို့တန်ရပြမယ်ဘုရားပြအတင်းအစားပို့ပန်းတယ်ငါတန်ရရနဲ့ငါမ join တယ်နော်နောက်ဆုံးကျွန်တော်ကန်ရင်လုံးတော့မှထိုင်းသွားတယ်ထိုင်းရနေမှတစင်မြန်မာနိုင်ငံပြန်လာရ Okay ကျွန်တော်တို့ဘက်ကတော့ရိုးရှင်းပါတယ်ဘုရားဒီရင်ဆုံးကျွန်တော်ပြောချင်တာကတော့မင်းပြန်ပွဲအတွက်တော့ကျွန်တော်တို့ဒါမနေ့ကစပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။အဲတခုရှိတာ ကျွန်တော်တို့ပြီးခဲ့တဲ့ဒါဘဝေးခွင့်မှာကျွန်တော်တို့ဒါမျောလင်းဒါလည်းအတိုင်းမဖြစ်လာဘူးဒါ go school တွေနည်းနည်းလေးညားသွားတော့5 one နဲ့အဲဒီမှာလည်းကျွန်တော်တို့ဒါဟိုစင်ကြီးပေးတာတော့မဟုတ်ဘူးအားလုံးလည်းသိပြီလားကျွန်တော်တို့ဒီကနေကျွန်တော်တို့ရဲ့သွားတဲ့ခီးတွေနောက်ပြီးတော့ဒီအချိန်တိုင်းဒါတွေဒါရာသီဥတုတွေဒါတွေရှိတာပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့ကဟိုထဲတွက်တာကိုထဲတော့တွက်ရမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ရန် ဒီကျွန်တော်ရဲ့ဒီ player တွေအရင်ပြန်မှန်းတယ်နောက်ပြီးတော့ကျွန်တော်တို့အဓိကအားထားရတဲ့ကျွန်တော်တို့အသင်းကောင်းကောင်းမောင်းမောင်းလေးဆိုတော့ကျွန်တော်တို့ engineer တွေကဒုတိယပြောရတော့ကျွန်တော်တို့ဒီအုပ်စုကကျွန်တော်ငကိုတွေကဒါတိပီးသားပဲကျွန်တော်ဒီအုပ်စုမှာကျွန်တော် strong ဖြစ်တာဒါကျွန်တော်တို့ serial အသင်းဆိုတာကျွန်တော်တို့လည်း level အကုန်လုံးဒါအားလုံးလည်းတိပီးတာပဲဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့မြန်မာလူမျိုးကျွန်တော်တို့ကျွန်တော်တို့အဲကစားသမားဘဝတွေရောဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ ပွဲတိုင်းမှာကျွန်တော်တို့နိုင်လူစိတ်နဲ့ပဲကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ကြပါပါတယ်ကျွန်တော်တို့ဒီအားသာတဲ့အသင်းကောင်းဆုံးလုံလုံလေးလည်းပြန်ပြီးတော့သူလည်းအနွယ်ပါစပ်အပြေဝရတာပြီးဆိုတော့အဲဒီတချို့ player တွေလည်းကျွန်တော်တို့ကပါအဲဒီကူကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အဝေးခွင်မှာကစားကနေမှကျွန်တော်တို့ old injury တွေနည်းနည်းပြတ်တဲ့ကျွန်တော်တို့နောက်ကဒါစမှုကြောအဲမနေ့ကပွဲတော့ကျွန်တော်တို့ကစားခွင့်မရဘူးဆိုတော့ဒီလို player တွေရှိတဲ့အတွက်လည်းကျွန်တော်အဲရတဲ့ ရှိတဲ့လူတွေကလည်းကျွန်တော်တို့ဒီအိမ်ခွင်းမှာကျွန်တော်ပိသက်ရှင်မှာအကောင်းဆုံးပစားဖို့ဒါကလေးတွေလည်းစိတ်ထဲမှာရှိပြီးသားပါကျွန်တော်အကောင်းဆုံးပစားပါတို့ဘယ်လိုပဲကျွန်တော်တို့အားတာမှုအဲဘယ်လိုပဲကျွန်တော်တို့လည်းအစစ်ဘလောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့အကောင်းဆုံးအိမ်ခွင်းမှာကျွန်တော်တို့တခုလုပ်ပြဖို့စီစဉ်ပါတယ်။ဒီအတင်းနဲ့ပြန်ပြီးတော့ဘူးပေါင်းနိုင်တဲ့လက်မလောင်းမှာပြန်နေပါတော့ဒီအတွက်ဝန်တာတယ်နော်ပြီးတော့ဒီ CM ကမှတော့အာကျွန်တော် ုတ်ပြဆုံးနေခဲ့တယ်အဲ့ဒီပုံမှာလည်းကျွန်တော်ကဒီသူတို့တင်ရအားနဲ့ကြအားသာကြတယ်ခါကလေးလာလေးလာတော့ကျွန်တော်ကဒီအိမ်ဝင်းမှာစီရောကိုပြန်ပြီးနိုင်ငံလာနိုင်တယ်ဆိုလို့ရှင်ကျွန်တော်တို့ရမ်းမှတ်မှုနဲ့နောက်နောက်ဆုံးပြန်တဲ့အပေါ်ကတော့အဆုံးဖြတ်ရဖြစ်လာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ကြက်ကမင်းမြန်မြန်အနေနဲ့တော့မရဘူးပဲပြီးတော့ကျွန်တော်ဒီ ပြန်ပစားနိုင်လားဆိုတော့ okay ဟုတ်ပြီကျွန်တော်ဒီတန်ရာရနေရတယ်ပေါ့နော်ကျွန်တော်တူတူတယောက်လေကျွန်တော်ရတန်ရာပဲပြောလိုက်တော့ပေါ့နော်ကျွန်တော်ဒီတန်ရာနေရတယ်ကြံခဲ့တဲ့နှစ်ပတ်ကျော်တော့ပြန်ရနေတာအဲ့အတွက်လည်းကျွန်တော်ဒီအခွဲကျော်ကျွန်တော်ခိုင်းပြောပြီးတော့ကျွန်တော်မှတန်ရာရှိတယ်နောက်ဆုံးအသင်းရဲ့နောက်ဆုံးဘွဲတော့မှကျွန်တော်လိုင်းလိုက်တယ်လိုင်းလိုက်တယ်ကျွန်တော်ကျွန်တော်ကန်လိုက်တော့တန်ရာရှိတယ်အဲ့လိုမျိုးကြီးကျွန်တော်ပြောခဲ့တယ် okay ဆိုအဲ့မှာလည်းကျွန်တော်တို့ဒီ MI ရိုက်တဲ့အစစ်စစ်ကြအဖြစ်ရပါရဲ့အကုန်လုံးရှိတယ် ဟိုတချို့အရာတွေကတော့ကျွန်တော်တို့ဘက်ကသတင်းထုတ်ပြန်လို့မရဘူးဆိုတာအမှန်နဲ့အခုပြောသလိုဒီတန်ခါရဘသူတွေရဘသူတွေရပြောတာတော့ဒါပေမဲ့ခုနဆံမျိုးပြောသလိုကျွန်တော်ကနောက်ဆုံးချင်ချင်လေးကျွန်တော်တို့ဆောင်ပြရတယ်ကျွန်တော်ဆိုရင် sorry လိုက်ပါဘူးတော့ကျွန်တော်နောက်ဆုံးထွက်နေလို့ဘလုံးမပြေးဘူးဘလုံးမအဆင်မပြေနိုင်ဘူးမပြေးနိုင်ရင်ကျွန်တော်ရဲ့သက်ဆိုင်ရှင်တွေကျွန်တော်တန်ခါရှင်တန်ခါရှင်နေပြီးတော့မှဝင်လာတယ်ဆိုရင်ကျွန်တော်အတင်းနဲ့နေတာနံပါတ်1ကျွန်တော်တရားရလည်းတော့မပေးဆက်နိုင်ဘူးဆိုရင် နောက်ထပ်ကစားနေတဲ့ဘုဒ္ဓမဖဲလိုက်နောက်၉ရောက်ကကျွန်တော်အစားပို့ပြီးတော့နှစ်ဆပြန်မယ်လေကျွန်တော်တို့ကလိုက်သွားပြီးတော့မှဟိုရောက်ရင်စေးသေးချာမှာဘူးဆိုရင်ကျွန်တော်တပွဲလောက်နားမယ့်အရာကိုကျွန်တော်ပြင်လာလိုက် maybe တလားနှစ်လားလောက်နားကျွန်တော်တို့ဟိုလိုပဲအသင်းထိခိုက်နေတာဆိုကျွန်တော်တို့တွေကျွန်တော်ထိခိုက်နေတာလေပြီးသွားရင်ဘောလုံးဖွဲ့ရုံနဲ့ကျွန်တော်ကလပ်အသင်းတွေမှာလည်းနည်းနည်းလေးပြဿနာရှိနေတယ်နောက်တစ်ခေါက် national league ဘွဲ့ရရင်ကလပ်တွေကလည်းနည်းနည်းညှိနှိုင်းလာတယ်အဲ့တော့ကျွန်တော်ဒီဒီရဆရာကြီးနဲ့အကောင်ဆုံးဆွေးနွေးလိုက်ရေ okay ဆရာကျွန်တော်တို့တော့ရှိတယ်တေချာရှင်းပြတယ်ကျွန်တော်ပြန်လာဟုတ်ပြီကျွန်တော်မြန်မာနိုင်ငံပြန်လာတယ်ပြန်လာပြီးတော့ကျွန်တော်ထွေးမှန်တေချာလုပ်တယ်ပေးချင်ကတေချာလုပ်တယ်โอเคဒီပွဲကိုကျွန်တော်ဘယ်လိုအခြေအနေမှာပြည့်ကျွန်တော်ကစားမယ်ဆိုတော့ကျွန်တော်ပြောရဲအဲဒါကြောင့်မို့ကျွန်တော်ကစားရဲပြီးတော့ဟိုဒန်ယာတော့ကျွန်တော်ဒီ sorry ရောက်တော့မှဖြားတဲ့ player ဆို၄ယောက်မှတော့ရှိဒါဆိုတဲ့တော်နိုင်ရောဒီကျွန်တော်တို့ဒီပြိသက်တွေလည်းမသိဘူးကိုမီဒီယာဘက်လည်းသိမသိဘူးမဟင်းပြောရင်မကန်ကတည်းကမှသူထွေးနေပြန်လုံးတယ်ဟင်းထောင်အဲ့လို အကောင်းတန်ရရတယ်။ဟိုမှာဆုံးမကျော်ဆိုရင်မကန်ခင်မှဟိုလိုက်ထွက်နေလို့တဲ့နေရာမှာဒူးလာ။ဒါလည်းဆိုနီးပြတယောက်နေနဲ့လည်းခေါင်းကိုက်ပါပဲ။ဒါလည်းဘာမှဘယ်သူမှလည်းပြင်းပြင်းလို့မရဘူးလေဒါကြီးရတော့။အဲဒီပုံမှာကျွန်တော်တို့ကတော့ဟိုအရင်ကျွန်တော်ပြောပြတယ်ကျွန်တော်တို့မကန်ရင်မပေးဆက်ချင်ဘူးလို့ကျွန်တော်တို့ကအစိုးရရတယ်ဟိုတန်ရပြမယ်။ဟိုပြရင်အတင်းတော်စာပို့ပန်းလည်းငါတန်ရနေငါမ join နိုင်ဘူး။နော်နောက်ဆုံးကျွန်တော်ကန်ရင်လို့တော့မှထိုင်သွားတယ်ထိုင်ရနေမှာတစင်မြန်မာနိုင်ငံပြန်လာတယ်โอเคကျွန်တော်တို့ဘက်ကတော့ရိုးရှင်းပါတယ်ဘောတော့ ဟိုဒီနေ့ကတော့ညီပြဖြစ်တဲ့အတွက်အဲအသင်းမှာဒီဘက်ပိုင်းမှာကျွန်တော်တို့က pro ဖြစ်သွားပြီလေ pro ဆိုတော့ကျွန်တော်တို့မှာဒေါက်တာရှိတယ်ဒေါက်တာနဲ့သူတို့ရဲ့ injury player တွေကိုကျွန်တော်ဒေါက်တာနဲ့ပဲဆွေးနွေးတယ်ဒေါက်တာ yes no ဒီ player ကစားနိုင်တယ်ဆက်မျိုးဒါတော့ဒီလိုရှိတယ်ဒီဒါနဲ့ပဲကျွန်တော်ဒီမှာအသေးမှရှိတဲ့ fitness နဲ့ညှိတယ်ဒီလိုပုံစံလေးတွေပဲဟိုဘယ်လိုခေါ်မလဲဒီ injury player တခု player အဲတယောက်ကကိုယ်လည်း player ဖြစ်ဘူးလေကစားလာဆိုသူတို့ဖြစ်နေတဲ့ အထဲမှာကိုဝင်ခံလားလို့မရဘူးဆိုတော့ကိုမသိနိုင်အဲသူတို့တချို့ပလီယာကျတော့နိုင်နေကစားခြင်းဒါပေမဲ့လည်းဒါပရိုဖြစ်တဲ့အတွက်သူကလပ်တင်းနေရှိတယ်ကျွန်တော်တို့ဆရာမွေနေရှိတယ်အဲဒါမျိုးလေးကအဲဒီထဲမှာကအဲဒီလူအခက်အခဲလေးရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒါဆရာဝေနဲ့ကျွန်တော် fitness နဲ့ကျွန်တော်ညှိညက်ပြီးတော့ဒါတိုင်ပြီးတော့အကောင်းဆုံးတော့ကျွန်တော်တို့အဲအကောင်းဆုံးလိုက်နေဆွဲတဲ့အကောင်းဆုံးဖြစ်စမှာ ျွန်တော်ကဒီမှာကျွန်တော်တို့အသင်းကောင်းဆောင်မောင်လေးလည်းရှိပါတယ်ကျွန်တော်တို့ကျွန်တော်တို့ပွဲပြီးတိုင်းကိုကျွန်တော်တို့ဒီဒီပွဲတွေမို့ကျွန်တော် training မှာတည်းကကျွန်တော်တို့ training လောက်တာလေးကျွန်တော်ပြန်ကြည့်တယ်သူတို့ပြန်ပြရတယ်ဒါပါတွေလိုအပ်ချက်ရှိတယ်အဲတော့ကျွန်တော်ပြီးတော့သူတို့အသင်းရဲ့အသာချက်အားနည်းချက်တွေကျွန်တော်အများကြီးဟိုဟိုနေ့တိုင်းနေ့ပါကျွန်တော်တို့ဒီ video analyze လောက်တယ်ကျွန်တော် training မှာပြင်တယ်ဆိုတော့ဟိုဘောလုံးဆိုတော့အပြင်မှာတော့ဒါပြင်ရတာပေါ့လူတဲ့ဥစ္စာတွေကိုသွားခြင်းတယ်တကယ်တမ်းကျတော့ဒီ အထဲထဲမှာကစားတဲ့ဒီကလေးတွေအများကြီးခက်ခဲရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ level နဲ့မြင့်နဲ့အဲအသေးနဲ့တွေ့တဲ့အချိန်ကြရင်တော့ဒါကတော့ဟိုဒီလိုဖြစ်ဟိုဘလောက်ပြင်ဆင်မှုပဲဖြစ်ဖြစ်ဒါဒါ level တွေလွဲတာတို့အတိုင်းပင်နဲ့အောက်တာတို့ဒါမျိုးတွေရှိတာပေါ့။ဆိုတော့ကျွန်တော်တို့အများကြီးပြင်ဆင်ထားတဲ့အသေးတွေလည်းရှိပါတယ်။ဒီနိုင်ငံတကာမှာလည်းဒီအာဆီယံ level ဆိုတော့ပြီးခဲ့တဲ့ပွဲမှာအဲဘိုးလိုလည်းကြီးမှာပေါ့။ဒါစင်ကာပူနဲ့ဒါအိန္ဒိယ ဟုတ်တယ်မလား109နိုင်တယ်ပြီးကန်နေမှာဘက်ဘက်ပြန်ပေးလိုက်တယ်အိန္ဒိယ113ကြပါဒါဒါတွေကဒါတွေကသူမြင်သက်သက်လောက်တော့ဒီပွဲထဲမှာဒါဖြစ်ဘောလုံးဆိုတာဒါပဲလေဆိုတော့ကျွန်တော်တို့လည်းမနေ့ပြန်အောင်ကျွန်တော်တို့အမားတွေအခုနဲ့မအောင်ပြောသလိုကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားတယ်ကျွန်တော်တို့မနေ့ပြန်ဒီဟိုအဲ့လိုပြောလို့အမင်းတို့ကအမားကလည်းပြင်လို့မပြီးဘူးဒါဘောလုံးသေးတဲ့ဒီပြင်လို့ပြီးမှာကျွန်တော်တို့ဘောလုံးဆိုတာ เนาะလူတိုင်းလူတိုင်းဆိုတော့ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တိုင်းပြည်အတွက်ကျွန်တော်ကလေးရောကျွန်တော်ပေးဆက်ဖို့အသင်ပါဟုတ်ကဲ့